ောတာတော့ဟာဟာဘာလို့လဲဘာလို့ဟာဟာဘာလို့ကာရီကခေါနေပေါ့ဘူးမျိုးနဲ့ကအာအဲ့လိုကိုယ့်ရဲ့ဦးလေးလိုအဖေလိုဆရာလိုဖြစ်ခဲ့တယ်ကျွန်တော်တို့နှစ်ပေါင်းများစွာအတူတူဟိုဆွေမျိုးရင်းနေလိုပဲအလုပ်တွေလုပ်ခဲ့ကြတာဆိုတော့ဒီအလုပ်မှာဦးမျိုးဖြစ်ချင်တဲ့ဟာကိုကျွန်တော်ကရှုထောင့်ပေါင်းစုံကအဦးမျိုးဖြစ်ချင်တဲ့ဟာကိုဘယ်လိုဖြည့်ဆည်းရမလဲပဲအမြဲတွေးနေတာပေါ့နော်ဆိုတော့ကိုလှုပ်ချင်တာတက်ဦးမျိုးဖြစ်ချင်တာကိုပဲဦးစားပေးခဲ့ရတယ်ပေါ့ဘာလို့လဲဆိုတော့ကိုဖြစ်ချင်တာက ်ဥပဒေဖြစ်နေတာဖြစ်မနေမှာကိုစိုးရင်ခဲ့တယ်ဆိုတော့အကောင်းဆုံးပြောင်းတော့調査ခဲ့ပါတယ်ဗျာဘုရားဖရာဟာအကောင်းနဲ့အစိုးကိုလမ်းပြတဲ့သူပဲကိုယ်တိုင်းသာလေ調査ရှောက်ရမယ်ဒီကားလေးကတော့ဒိုက်တာမောင်မျိုးမင်းရင်ွင့်ပြရတာကမ်ပိုက်ကားပေါ့နော်ဆိုတော့6နှစ်လောက်ကြာမှပထမဆုံးဂျုံမိုးပြောင်းလာတဲ့ကားဖြစ်တယ်ဆိုတော့ဦးမျိုးမင်းလိုချင်တဲ့အတိုင်း ရှင်းတဲ့အတိုင်းတသူမတိန်ဖြစ်အောင်သိဥဆောင်ထားပါတယ်ဆိုတော့ကျွန်တော်ဘက်ကဒီသူတော်စီထဲမှာပါတဲ့ဇက်ကောင်စီရိုက်ထဲမှာအော်ပေါ့နော်ဘယ်လိုခေါ်မလဲပေါ့ပပါလေးလည်းမဟုတ်ဘူးလေးလေးနဲ့လည်းမဟုတ်ပဲနဲ့အဲ့လိုအလေ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 ပုံစံလေးပေါ့ဆိုတော့သဘောကျကျနဲ့အာကြည့်ရတဲ့သူတွေအဆင်ပြေအောင်ကြိုးစားပြီးသိဥဆောင်ပါအဓိကဥမျိုးလိုချင်တဲ့ဟာပဲဒီကားလေးဟိုကျွန်တော်တို့ကြောင်ကြိုင်ပိုင်ထွန်းတော့တေးကားပေါ့နော်တေးကားဆိုတော့ဥမျိုးကလည်းမြေတေးကားကြီးရိုက်နေကြဆိုတေးကားလို့ပြောလို့ရပါမယ်ဒီတေးကားရဲ့နောက်ွယ်မှာကျွန်တော်ဘာသာရေးနဲ့ပတ်သက်တဲ့အဲအဆုံးအမတွေပါမယ်နောက်ပြီးကြတော့ကျွန်တော်တို့ အယူဆတွေပါမယ်လူတယောက်ကယူဆတစ်ခုခုမှားသွားလို့ရှိရင်လမ်းကြောင်းတစ်ခုမှားသွားလို့ရှိရင်ဘလို့ပဲဘာသာရေးဆုံးမရှိရသေးဘူးဖြစ်ဖြစ်အမှားယူဖြစ်သွားနိုင်တယ်ဆိုတော့အပြတွေပါမယ်ပေါ့နော်ကျွန်တော်လာရောက်ကြည့်ရဲ့အခါမှာတော့ပြည်သက်တွေအဲ့ဒါကြီးလက်တွေ့ခံစားရမှာပါဦးမျိုးအနေနဲ့ကဒီလိုမျိုးဟိုအဲ့လို၆လှမ်းပြီးတော့မှအဲ့လို၆လှမ်းပြီးပြီးသွားတဲ့အခါတက်ဒီထဲမှာပါတဲ့ရက်တာတွေကအကောင်ကြီးရေးထားတဲ့ဇက်ညွန်းတွေကလည်းပြီးပြင်းရှိပါတယ်ဒါကွမတရားဆိုတော့ကျွန်တော်တို့အခုရိုက်ခဲ့တဲ့ပေါ့နော်ဒီ ငကြီးကောင်းကြအကြောင်းဆိုတာရှိတယ်ဘုန်းကြီးကျောင်းကတော့100ကျော်ကြာရေအိုနဲ့အိုဟောင်းပြီးတော့မှတကယ်ကိုဟိုပထမလဲကြာကြာလိုက်ပြီမော်အဲ့ဒီကျောင်းကြီးအခုမီးလောင်နေတဲ့ထဲမှာပါသွားတယ်ဆိုတော့အဲ့ဒါကြီးကတော့ဟိုဘရောမှာထက်သွားပြီးကြည့်လို့လည်းမရတော့ရှိလည်းမရှိတော့ဒါပေမဲ့အဲ့အဲ့နေမြေမှာရိုက်ခဲတော့မှဖြစ်ခဲ့တဲ့အမှတ်တရကြီးအများကြီးရှိပါတယ်ဟိုကျွန်တော်အဲ့မှာရိုက်တော့ဆိုရင်ပေါ့နော်ကျွန်တော်ဒီကားထဲမှာပါရဟိုကုတ်ကကုတ်ကကျော်စုပန်အမျိုးသားဆိုသူတို့ဆိုလို့ရိုက်နေနေ accident ဖြစ်တာ accident ဖြစ်တယ်ဆိုတော့လက်ထဲအော်လို့မျိုးဘယ်ကောင်လဲဟုတ်စူးတန်ညိုထုတ်ချင်းပေါက်သွားတာ အဲ့အဲ့ဒါရဲ့အဲ့လိုမျိုးလေဟိုအဲ့လိုအဲ့လိုမျိုးဟာတွေလည်းဖြစ်ဖြစ်ခဲ့တယ်ပေါ့နော်အမတ်တရားတွေကတော့ပြောရင်တော့အများကြီးပဲဗျာဆိုတော့အခုလိုမျိုးရုံနေပြားလာခွင့်ရရဲ့ခါမှာကျွန်တော်လည်းပြန်ကြည့်နေတယ်မှာထပ်ပြီးအမတ်တရားဖြစ်မှာဇာတ်ကူရိုက်မယ်တင်မယ်ဆိုပြီးတော့အဲ့လိုမျိုးရိုက်လိုက်ပြီးတော့ချက်ချင်းရုံနေခွင့်ရလာတာမဟုတ်ပါဘူးအမျိုးတို့အဲ့လိုမျိုးအများကြီးပဲပြင်ဆင်ရင်းခုံအဲ့လိုမျိုးအများကြီးပဲဗျာကျွန်တော်တို့သိထားတာပေါ့နော်ကျွန်တော်ကတော့ဒီကားလေးမှာတေးဆောင်နေနေမယ်ဆိုတော့လို့ကြားထားသိထားရတော့ရှိပါတယ်ဆိုတော့အခုချိန်တော့ရုံပေါ်ရောက်လာတဲ့အတွက်ဝမ်းသာပါတယ်ဗျာဒီလိုသားဆုံးပြောရရင် ဒီသူတော်တစေရဥမျိုးရဲ့ဧကရာဥမျိုးရဲ့ဧကရာတွေကျွန်တော်ကသွားပြီးတော့မှဥမျိုးဖြစ်ချင်တာတွေအကုန်လုပ်ပေးတာအာနေမွေရွာကြတော့ကျွန်တော်ရဲ့ပန်းကျန်ကျွန်တော်ပန်းကျန်တို့ပြည်သက်တွေကိုအလေလာဖို့ခေါ်တာအဲ့တော့မတူဘူးမတူဆိုတာဥမျိုးဖြစ်ချင်တာကိုကျွန်တော်လုပ်ပေးရတယ်ကျွန်တော်ဖြစ်ချင်တာကိုကျွန်တော်ကကျွန်တော်တိစောက်တာပေါ့နော်အဲ့လိုအဲ့လိုအဲ့လိုတော့ကွာချချက်ရှိရဲ့ဗျတခုပေါ့ဗာလဲဆိုတော့ဥမျိုးနဲ့ကအာအဲ့လိုကိုယ့်ရဲ့ဦးလေးလိုအဖေလိုဆရာလိုဖြစ်ခဲ့တယ်ကျွန်တော်နှစ်ပေါင်းများစွာအတူတူ ဟိုဆွေမျိုးရင်းနေလို့ပဲအလုပ်တွေလုပ်ခဲ့ကြတာဆိုတော့ဒီအလုပ်မှာဥမျိုးဖြစ်ရှင်တဲ့ဟာကိုကျွန်တော်ကရှုထောင့်ပေါင်းစုံကအာဥမျိုးဖြစ်ရှင်တဲ့ဟာကိုဘယ်လိုဖြည့်ဆည်းရမလဲပဲအမြဲတွေးနေရပါတော့ဆိုတော့ကိုလုပ်ရှင်တာတဲ့ဥမျိုးဖြစ်ရှင်တာကိုပဲဦးစားပေးခဲ့ရတယ်ပေါ့ဘာလို့လဲဆိုတော့ကိုဖြစ်ရှင်တာကဥမျိုးဖြစ်ရှင်တာဖြစ်မနေမှာကိုစိုးရင်ခဲ့တယ်ဆိုတော့အကောင်းဆုံးဖြစ်အောင်တော့စူးစမ်းခဲ့ပါတယ်ဗျအဲကျွန်တော်တို့တကယ်ပါဥမျိုးရဲ့စိတ်ဓာတ်ကိုလေမလေးစားပဲမနေနိုင်ဘူးဘာလို့လဲဆိုတော့ဥမျိုးဒီကသူကြောက်ကခွဲစိတ်ပြီးမှဒါရိုက်ပြန်ပြီးတော့ရိုက်ရိုက်ဖြစ်ခဲ့တဲ့ကားကြီးတွေကပေါ့ဆိုတော့အရင်စိတ်ဓာတ်မာတယ် ဆိုတော့အမှုပညာနဲ့ပတ်သက်ပြီးတော့လေဖန်တီးမှုကကျွန်တော်တို့ဟိုဘယ်လိုပြောမလဲလွန်ခဲ့တဲ့10နှစ်အနှစ်20တွေးခဲ့တဲ့မောင်မျိုးမိတဲ့အမြဲတမ်း upgrade ဖြစ်အောင်ပဲအမြဲစူးစမ်းနေရဆိုတော့ဒီတစ်ပူကောင်းတဲ့ကားရေကျွန်တော်ထပ်ကြည့်အောင်ပါပါသိကြပါတယ်ကျွန်တော်ဒီသူတော်စီရုပ်ကျင်စကားကြီးဟာဒီလ20ရက်နေ့မှာစတင်ပြီးရုံနေပြသကြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကားလေးမှာအဲကျွန်တော်ဒေါက်တာမောင်မျိုးမင်းဂျင်းဝင်းပြည့်ရဲ့ကမ်ဘက်ကားလေးလည်းဖြစ်တယ်အဲလာဂျီရှိအောင်လည်းဖိတ်ခေါ်ပါတယ်ရအမျက်ငွေတွေကလည်းကျွန်တော်လှူမှာဖြစ်တဲ့အတွက်အားလုံးပဲကုသိုလ်ပါလို့ပြောချင်ပါတယ်ဗျာ